အားလုံးပဲမင်္ဂလာပါဆရာတော်ကြီးဒေါက်တာနန္ဒမာလာပြည်ဝင်သားရဲ့ပဋ္ဌာန်းမြတ်ဒေသနာအီဒီယာတော်ကိုဖတ်ရှုပူဇော်ခွင့်ပြုပါရန်ဆရာတော်ကြီးအားယူတီလီမြတ်စွာရှောက်တာအပ်ပါသည်ဗျာဒီနေ့ဆိုရင်ပူဇော်လာခဲ့တာအပိုင်းခွန်ကြီးရောက်ပါပြီဒီနေ့စပီးပူဇော်မှာတော့ဝိရိယဒီပတိဖြစ်ပါတယ်ဆန္ဒလိုပဲဆံရဆံရကို ကြီးစိုးထားနိုင်တဲ့ဝိရိယဆိုတာရှိသေးတယ်။ဝိရိယဒီပတိဝိရိယတမယုတ်တကနံဓမ္မနံတန်သမုဌာနာနိစရူပနံအတ္တိပတိပစ္စေနာပစ္စယောဝိရိယဒီပတိဝိရိယလို့ဆိုတဲ့ကြီးစိုးလွန်မိုးထားနိုင်တဲ့သဘာဝတရားတစ်ခုသည်ဝိရိယတမယုတ်တကနံဝိရိယနဲ့ရှင်ဘက်ဖြစ်ပေါ်လာကြတဲ့ဓမ္မနံ စိတ်စီတသိတ်တို့အား၎င်းဝိရိယနဲ့ရှင်နေဆိုတာကဖြစ်တာလဲအတူ ဖြစ်တယ်ချုပ်သွားတော့လည်းအတူတူချုပ်တယ်အာယုံလည်းတစ်ခုတည်းယူတယ်မိယာဝိတုကလည်းတစ်ခုတည်းပဲဖြစ်တယ်အဲ့ဒီလေးချက်ညီတာကို ရှင်နေလို့ခေါ်တယ်အဲ့တော့အတံပယုတ်တဆိုတာကတခုတည်းအဖြစ်နဲ့ရှင်တွဲထားတယ်လို့ပြောတာဖြစ်တယ်။ ဝိရိယတမ်းမျိုးတကားနဲ့ဝိရိယနဲ့ရှင်တွဲပြီးဖြစ်ပေါ်လာတဲ့တဲ့ဓမ္မနဲ့စိတ်စေတသိက်တရားတို့အလကတန်သမုဒ္ဌာနနိစ္စသို့ဝိရိယနဲ့ရှင်တွဲဖြစ်ပေါ်လာတဲ့စိတ်စေတသိက်တို့ကြောင့်ဖြစ်ပေါ်လာတဲ့ရူပနဲ့ယုတ်တရားတို့အလကအတိပတိပစ္စယနာအတိပတိပစ္စယတတ္တိဖြင့်ပစ္စယဥပါကာရကောကျေစုပြုတတ်သည်ဟောတိစင်စစ်မသိ ဖြစ်ပါလေတော့ဤစရကလွှမ်းမိုးသလိုပဲဝိရိယကလည်းလွှမ်းမိုးထားနိုင်တယ်တချို့ကြတော့လုံးလဝိရိယအလွန်ကောင်းတယ်ဆိုပါဆိုဝိရိယကစိတ်ကိုလွှမ်းမိုးထားတယ်ဆိုတာကစရကမင်းကြီးရဲ့စိတ်ကိုပဲကြည်လိုက်ပါတော့ကမ်းမမြင်လက်မမြင်မှန်တမ်းမိကူးနေတာအိုင်လုံးကြီးတွေကလည်းအင်တန်ကြီးတွေငားလိမ့်မကန်းနေခဲ့အန်ဒီရီတွေကလည်းရှိသေးတယ် တကယ်ကြည့်မယ်ဆိုရင်မျောလင့်ချက်ဘာမှမရှိဘူးတိုးတော်လည်းပဲဝိရိယလွှမ်းမိုးထားသည့်အတွက်ကြောင့်ပင်လယ်ထဲမှာလက်ပစ်ကူးတယ်ဒီလက်ပစ်ကူးနေတာဟာမရောက်နိုင်ဘူးဆိုတာလည်းသိတယ်ကမ်းတောင်မှာမမြင်ရတဲ့နေရာကြီးတစ်ခုပင်စကမ်းကိုရောက်လို့ဘယ်လမ်းကိုပေါက်မယ်မှမသိတဲ့နေရာအဲ့ဒီပင်လယ်ကြီးထဲမှာလက်ပစ်ကူးနေတယ်ဝိရိယဆိုတဲ့ activity ကလွှမ်းမိုးထားလို့သာဒီလိုလှုပ်ရှားတာစဉ်းစားဘူး အဲ့တော့နတ်သမီးကလာမိတယ်ပေါ့ကမ်းမမြင်တဲ့နေရာကြီးမှာဒီလိုလက်ပြကူလိုရောက်မယ်ထင်လို့လားဆိုတော့ဒါရင်မစင်းစားဘူးတဲ့သူလောက်ရမယ်ကိစ္စပဲသူကလောက်တယ်တဲ့ရောက်တာမရောက်တာသူနဲ့မဆိုင်ဘူးအခုဒါသူတောင်းဝင်အဲ့တော့နောက်ဆုံးမှသူကအကျိုးကျေးဇူးကိုပြောပြတယ်ကြီးတဲ့သူနဲ့အတူတူပါလာတဲ့သင်္ဘောသားတွေတယောက်မှမရှိတော့ဘူးတဲ့သူတို့ကလုံးလာမထုတ်ကြဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့တခါတည်းဒူးထောက်ပြီးတော့ အရှင်နမင်းကြီးကတော့ဟိုပါဒီလိုလုပ်နေတာကိုတဲ့ကိုဝီရီယာမှာကိုအာမထုတ်တာတဲ့နတ်ကိုလှန်တန်းတားရင်လည်းငါးပါးစက်ထဲရောက်သွားတယ်တဲ့ဘုရားလောက်မှာဇနကမင်းကတော့ဒီလိုမဟုတ်ဘူးဒါတွေကိုတန်းတားမနေဘူးသူဘာလုပ်တင်နေဆိုတာကိုသူကလုပ်တယ်သူ့ရဲ့လုံလဝီရီယာကိုသူကအားထားတယ်ဒါကြောင့်မလို့ဒီလုံလဝီရီယာကသူ့စိတ်ကိုဖဲလာလမ်းမိုးထားတယ်လဲဆိုရင်ပင်လက်ကန်းစီကိုသူရောက်မယ်မရောက်မယ်လုံးဝမစင်စားဘူးလောက်ရမှာကသူ့တောင်းဝင်မလောက်ပဲ တည်သွားရင်သူဆက်ဆရာကြီးပဲတဲ့ဒါကိုပဲသူတွေ့တယ်တိပြဘာမှမတွေ့ဘူးယောက်ျားကြီးအာထုတ်တင်တဲ့လုံလာဝီဒီယာအာမထုတ်ဘူးရဲ့လို့ပြောခံမှာသူကကြောက်နေတယ်ဂျိုးပန်အာထုတ်မယ်ဆိုတဲ့စိတ်နဲ့ပင်လယ်ပြင်ကြီးကိုဖြတ်ကူးတယ်ခုနှစ်ရက်တိတိဖြတ်ကူးတာနောက်ဆုံးမှာတော့နတ်သမီးရကဲလို့ပေါ့နော်ဘယင်ဖြစ်ကိုရောက်သွားတယ်ဒီဟာလဲဝီဒီယာတိပတိလို့ခေါ်တယ်ဝီဒီယာကလွှမ်းမိုးကြီးစိုးထားတာအဲ့တော့ ဝိညာဉ် activity ဆိုတာလောဘနဲ့တွဲလာရင်တော့ဘာဖြစ်မလဲညစ်နေအောင်ထီအောင်မအိပ်မနေတခုကြီးဖြစ်နိုင်တယ်။အင်မတန်အန်နယ်များတဲ့တိုင်လုံးတိုင်ကြီးတွေဆိုပိုင်လုံးတွေကနေတားကြည့်လောဘနဲ့တွဲလာတဲ့ဝိညာဉ်ချောင်းနေတာပြည်စည်းဥစ္စာရကျင်တော့ဒါကိုချောင်းမိကြိုးစားတာဒေါသနဲ့တွဲတဲ့ဝိညာဉ်ကလည်းထုတ်တူပဲကိုမုန်းနေတဲ့လူတရားကိုဒုက္ခလိုက်ပြီးတော့ပေးတာပဲလာဝေးတဲ့နေရာဝဲရောက်ရောက်အဇလန်းနေတဲ့မှာရရှိတာပေါ့နော်ဘလာဝေးဝေးဒုက္ခပေးတာအဲ့ဒါဒေါသနဲ့တွဲတဲ့ဝိညာဉ် ကုသိုလ်နဲ့တွဲတဲ့ဝီရိယကြတော့လူကိုတန်းမှုကြိုးစားတာနောက်ပြီးအများကောင်းချို့အတွက်ဆောင်ရွက်တာအမောဟနဲ့တွဲနေတဲ့ဝီရိယကြပညာလိုက်စားတာလို့အတိလို့ဝီရိယအတိပတိကလည်းစိတ်ကိုဖန်မိုးထားပြီးတော့လူရဲ့ဘဝတစ်ခုလုံးကိုချုပ်ခိုင်းထားနိုင်တယ်အဲ့ဒါအတိပတိပစ္စယောလို့ပြောတာဖြစ်တယ်။နောက်စိတ်တာအတိပတိစိတ်တာအတိပတိစိတ်တာတန်မြုပ်တကနဲ့ဓမ္မနဲ့တန်သမုဋ္ဌာနာနင်းစရူပနဲ့အတိပတိပစ္စေနာပစ္စယော စိတ်ဓာတ်ဒီပတိစိတ်လို့ဆိုရတယ်လွမ်းမုတ်ကြီးဆိုရတဲ့သဘာဝတရားသည်စိတ်ဓာတ်တမျိုးတကာနဲ့စိတ်နဲ့ရှင်ရွေးဖြစ်တတ်တဲ့ဓမ္မနဲ့စိတ်စေတသိက်တရားတို့အား၎င်းတန်တဘုဒ္ဓနာနင်းစထိုစိတ်နဲ့စေတသိက်တရားတို့ကြောင့်ဖြစ်ပေါ်လာတဲ့ရူပနဲ့ရုပ်တရားတို့အား၎င်းအတ္တိပတိပစ္စယနာအတ္တိပစ္စယတတ္တိနဲ့ပစ္စယဥပါကရကောကျေစုပြုတတ်သည့်ဟောတိစင်စစ်မသိဖြစ်ပါပြီတော့ဤမြတ်စွာဘုရားကတခါတည်ရန်ကြတော့စိတ်တတ်တတ်ကိုဟောတယ်ဆန္ဒမဟုတ်ဘူးဝိရိယမဟုတ်ဘူး စိတ်ဓာတ်ကိုကခိုင်းမာတာစိတ်ဓာတ်ကိုကလွမ်းမိုးကြည့်ဆိုထားတာစိတ်ကကိုကအားလုံးချုပ်ကင်ထားလိုက်သည့်အတွက်ကြောင့်စေတသိက်တွေကလည်းသူ့နာကိုအကုန်ပါလာရတယ်။ဒါကြောင့်မလို့လူတွေတခါတခါပြောတယ်ဒီလူကစိတ်ဓာတ်တိတ်မာတယ်စိတ်ဓာတ်ကပြင်းထန်တယ်ဒီလူပြောတယ်ပေါ့နော်အဲ့တော့စိတ်ကလည်းပဲဒီလူလမ်းမိုးတာကြည့်ဆိုတာသဘာဝတရားတွေအားလုံးကိုချုပ်ကင်ထားနိုင်တယ်ချုပ်ကင်ထားနိုင်လို့လည်းဒါဟာအတ္တိတ္တိနဲ့ခြေစူးပြုတယ်ဒီလိုပြောလို့ရတယ် နောက်တစ်ခုကဝိမန္တာတိပ္ပိဝိမန္တာတမေဝရကနဲ့ဓမ္မနဲ့တန်သမုဋ္ဌာနာနဲ့စတို့ပါနဲ့တိပ္ပိပစ္စေနာပစ္စယဝိမန္တာတိပ္ပိအတိညာဉ်လို့ဆိုတဲ့လွမ်းမှုကြီးဆိုတဲ့တဲ့သဘာဝတရားသည်ဝိမန္တာတမေဝရကနဲ့ဝိမန္တာအတိညာဉ်နဲ့ရှင်ပြပေါ်လာတတ်တဲ့ဓမ္မနဲ့စိတ်စီတသိတရားတို့အား၎င်းတန်တဘုဒ္ဓနာနိစ္စရူပနဲ့ထို့စိတ်စီတသိတရားတွေကြောင့်ဖြစ်ပေါ်တဲ့ယုတ်တရားတို့အား၎င်းအတ္တိပိပ္ပစီနာအတ္တိပိတ္တိအတ္တိပိပ္ပစီယတ္တိနဲ့ ပဲစီယောဥပါကရကိုကျေးဇူးပြုတတ်သည့်ဟောတိဆင်းဆင်းမသိဖြစ်ပါပြီးတော့သည်တခါတရံကျတော့ညံကလွှမ်းမှုထားတယ်ကမ္ဘာထိုင်တဲ့အခါမှာညံကလွှမ်းမှုထားတယ်ပညာလိုက်စားတဲ့အခါမှာတခါတလေညံကလွှမ်းမှုထားတယ်အသည့်ညံကအားလုံးကိုလွှမ်းမှုထားတယ်ရှင်သာရိပုတ္တရာမထေရမြတ်တို့ဆိုအသည့်ညံကဖះအရာမေးတဲ့မေးခွန်းကိုတောင်မှဖြေနိုင်လောက်အောင်သူ့ညံကြီးဆွမ်းကြီးကအလွန်ကိုထမ်းမြတ်တယ် အားလုံးကိုညံကအုပ်စုထားလိုက်တယ်ဘလို့မေးကိုနေမေးမေးညံညံသေးကအဲ့လွန်ကိုထက်နေပြီးတော့ညံထဲမှာအကုန်လာပြီးတော့ထင်တယ်ဖြေစရာတွေကွက်ကွက်ကွင်းကွင်းတိတာတယ်ညံညံသေးကလွှမ်းမိုးထားတယ်ဒီဝိမန်တာဆိုတဲ့အေတုပစ္စည်းနဲ့ပြောမယ်ဆိုရင်အမောဟပဲအမောဟဆိုသည့်အတွက်ကြောင့်သူကဟေတုတ္တတိပါပါဝင်နေဒီလိုပတ်ရမှာဖြစ်တယ်ဝိမန္တအပိုင်းပါရောက်တဲ့အခါကျခုနကလောဘဆိုတော့မပါတော့ဒေါသမပါတော့ဘူး DW မန်တာ deep တရားကြတော့အကောင်းပိုင်းသက်သက်ပဲဖြစ်တယ်။ခုနကဇန်နာ DW ဝိဒီယာ DW လို့ကြာအကုသို့လည်းပါတယ်ကုသို့လည်းပါတယ် DW မန်တာကြောင့်ခေါင်းနဲ့ကုသို့ပိုင်းမယ်အကုသို့လုံးဝမပါဘူးအမောဟဆိုတဲ့အသိပညာနဲ့လာတာပညာရက်ကလွှမ်းမိုးထားတာဖြစ်တဲ့အတွက်ကြောင့်သိစရာရှိတာတွေကိုအကုန်လုံးသိနေတယ်။ဘယ်ရာကူမှချွင်းချွင်းချက်ချက်မရှိဘဲနဲ့အလုံးကိုအကုန်အစင်သိနိုင်တယ်။ပညာကလွှမ်းမိုးထားလို့ အတ္တိပတိတတ္တိတင်ရှိတာမဟုတ်ဘူး။အာမောဟဆိုတော့ဟေတုတတ္တိ။သူနဲ့ရှင်ဘတ်တရားတွေကိုခိုင်းမအောင်လဲလှုပ်ထားနိုင်သေးတယ်။ဒီကြတော့ဟေတုပစ္စည်းပါပါပါတယ်။ခုနကတော့ကဆန္ဒတ္တိတို့ဝိရတ္တိတို့စိတ်ဓာတ္တိတို့တို့ကကြဟေတုပစ္စည်းမပါဘူး။အခုကကြတတ္တိတစ်ခုထပ်တူးတယ်။တဟဇာတာဖြစ်သည့်အတွက်ကြောင့်ဆန္ဒသည်ဆန္ဒနဲ့ရှင်တဲ့စိတ်ကိုပြိုင်တူဖြစ်တယ်ဆိုတော့တဟဇာတာတတ္တိရလည်းရှိတယ်။ အပြန်အလှန်ရသည့်အတွက်ကြောင့်အညမညာတတ္တိရှိတယ်။မိယာဖြစ်သည့်အတွက်ကြောင့်နေတရာတတ္တိရှိတယ်။ရှိနေတဲ့ကျေးဇူးပြုတတ်သည့်အတွက်ကြောင့်အထိတတ္တိမကင်းကွာခဲ့မှာကျေးဇူးပြုလို့အဝိကတာတတ္တိဒီလိုပြောလို့ရတယ်ပေါ့။ပါဝင်လာတဲ့ပစ္စည်းတွေအများကြီးရှိတယ်ဒါကအကျမ်းပြန်။စိတ်ဓာတ်ဒီပတိကြတော့ဘာတွေထိအောင်ပါလာလဲဆိုရင်အာရပစ္စည်းရောတို့အထိပါပါလာတယ်။ဘာလို့လဲဆိုတော့စိတ်တစိတ်ဆိုတာဝိညာဏပဲ။ဝိညာဏနဲ့ စိတ်နဲ့သွားပြီးတော့ဒူလို့ပါလာတယ်ဝီမန်တကြဘာတွေပါလာလဲဆိုအိန္ဒရိယတို့ဘာတို့ပါလာနိုင်တယ်မက္ခတို့ဘာတို့ပါလာနိုင်တယ်ဘာဖြစ်လို့လဲဆိုပြဉ္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 ရှိနေပညာနဲ့ပတ်သက်တာတွေတရားဓမ္မကတစ်ခုနဲ့တစ်ခုပတ်သက်လာတာတွေကြည့်ပြီးတော့နတ်ဆက်လေးပြည်စီကအာလုံးသဘာဝချင်းတူပြီးဆိုရင်ပါတယ်အလုံးပါလာတယ်ဒီ24ပစ္စည်းဆိုတာမြတ်စွာဘုရားကဘာကိုတည်ုပ်ပေါ်တာလဲဆိုသင်္ခါရကိုတည်ုပ်ပေါ်တာဖြစ်တယ် သင်္ခါရရောသင်္ခတရောမှာတန်ဆိုတာကအကြောင်းတရားတွေကစုပေါင်းပြီးခါရခတပြုလုပ်ထားတယ်ခါရသို့မဟုတ်ခတပေါ့နော်ပြုလုပ်ထားတယ်အကျိုးတရားတွေအကြောင်းတရားတွေပေါင်းမြောက်များစွာပေါင်းစုပြီးတော့လှုပ်ဆောင်ထားတာဒီလိုပြောတယ်ဒါကြောင့်ပစ္စည်းဆိုတာတခုတည်းမဟုတ်ဘူး24ပစ္စည်းမှာပစ္စည်းတစ်ခုတည်းတင်ပြောတာမဟုတ်ပဲဂျန်တဲ့တတ္တိတွေပါဝင်ဆောင်ရွက်ထားတဲ့တတ္တိတွေမြောက်များစွာရှိတယ် စွမ်းရည်တက်တည်ခြင်းမတူဘူးဘာဖြစ်လို့လဲဆိုတော့အဲလုပ်ငန်းဆောင်ရွက်ပုံကြီးမတူလို့ပေါ့နော်စွမ်းရည်တက်တည်ရင်မတူကြဘူးဘယ်နေရာမှာပဲဖြစ်ဖြစ်ဒီတိုင်းပဲလူတွေပါမျက်စိနားနှာခေါင်းရှာခန္ဓာကိုယ်ခြေလက်ပါတယ်ဒါတွေဟာသူ့နဲ့တူဆောင်ရွက်ပုံကြီးမတူဘူးမျက်စိကမြင်မှုကိစ္စဆောင်ရွက်တာတိပြနေရာမှာသူမစွမ်းဘူးသူမကြားနိုင်ဘူးမျက်စိကအနံ့မရဘူးမျက်စိကအရသာမသိဘူးဒါကြောင့်ဟင်းလေးမြတ်ကောင်းမလားနှိုက်ကြည့်ရင် အကမကောင်းကိုရှာကအဆုံးဖြတ်ပေးတာဖြန့်စီနေကြည့်ရင်တော့ကောင်းမယ်ထင်တာပဲရှာတဲ့ရောက်တော့မကောင်းတာတွေအများကြီးတွေ့တယ်။ချုံမယ်ထင်ပြီးသွားနိုင်လိုက်တာတခါတဲ့အခါဖြစ်ခြင်းလည်းဖြစ်မှာပေါ့။ဒါကြောင့်မျက်စိကမတိနိုင်ဘူးပေါ့နော်။ရှာကမှတကယ်အရာဒါကိုတည်တယ်။ခန္ဓာကိုယ်နဲ့ထိတွေ့ရမှာကလည်းခန္ဓာကိုယ်နဲ့ထိကြည့်ပေါ့ခန္ဓာကိုယ်ကမှတည်တယ်။မျက်စိကမတိဘူးဒီတော့လုပ်ငန်းဆောင်ရွက်ပုံတွေ function တွေမတူဘူးပေါ့။မတူသည့်အတွက်ကြောင့်သဘာဝတရားတွေကလည်းသူ့ဆိုင်ရာဆိုင်ရာ စွန့်ရည်တက်တည်ခြင်းမတူကြဘူးဒီလိုမှတ်ထားရမယ်။အကျိုးတရားတစ်ခုကိုထောက်ကူပြုတယ်ဆိုတဲ့နေရာမှာစွန့်ရည်တက်တည်ပြီးမြတ်များစွာပေါင်းပြီးတော့လှောက်ဆောင်တာဒါကိုသင်္ခါရတုပ်ဖို့သင်္ခတဒီလိုခေါ်တယ်။အကြောင်းတရားတွေစုပြီးတော့လှောက်ထားတာဒါအတိပတိပစ္စည်းနဲ့ပတ်သက်ပြီးတော့ဇန္နာအတိပတိဝိဒ္ဓယာအတိပတိစိတ်ဓာတ်အတိပတိဝိမန္တာအတိပတိလို့အတိပတိတရားက၄ပါးဒီ ၄ပါးကသဟဇာတာမျိုးဖြစ်လို့သဟဇာတာဒီပတိလို့ခေါ်တယ်။အကြောင်းတရားနဲ့အကျိုးတရားသည်ဖြိုင်းလို့ဖြစ်တယ်။ one together သဟဆိုတာအတူတကွဇာတာဆိုတာဖြစ်လာတယ်ပေါ့။အတူတကွဖြစ်လာပြီးတော့ဂျေဇူးပြုတယ်ဒီလိုမှတ်သားရမယ်။နောက်အာရမနာဒီပတိအာရမနာဒီပတိဆိုတာကစိတ်ကိုနှံမှုကြီးစိုးထားနိုင်တဲ့အာယုအနေနဲ့ဂျေဇူးပြုတယ်။ဒီအာရမနာဒီပတိကလည်း အာယုံတိုင်းကစိတ်ကိုမလွှမ်းမိုးနိုင်ဘူးစိတ်ကိုလွှမ်းမိုးနိုင်တဲ့အာယုံဆိုတာအမြင့်ကနေစပြီးပြောကြည့်မယ်ဆိုရင်တောတာပန်းတို့တရာကန်တို့အနာကန်တို့ရဲနာပုဂ္ဂိုလ်တို့ရဲ့စိတ်ကိုခံမှန်းပြီးတော့ပြောကြည့်ကြည့်မယ်တောတာပန်းပုဂ္ဂိုလ်ကနိဗ္ဗာန်ကိုအာယုံပြုခြင်းဘာလို့ရလဲဆိုဝိပဿနာရှုရမယ်ဝိပဿနာလမ်းကြောင်းကပဲသွားရမယ်နိဗ္ဗာန်ကိုအာယုံပြုခြင်းဒီတိုင်းတန်းပြုလို့မရဘူးဘာလို့လဲဆိုတော့နိဗ္ဗာန်ဆိုတာသင်္ခါရ အပဝတိသင်္ခါရတရားတွေမဖြစ်တာနိဗ္ဗာန်ကိုယ်ပတ္တနာဆိုတာကသင်္ခါရတရားတွေကိုရှုမှတ်နေတာအဲတော့သင်္ခါရတရားဆိုရုပ်နဲ့နာမ်ပေါ့အကြောင်းတရားတွေစုပြီးဖန်တီးတာဒီသင်္ခါရတရားတွေကိုအာယုံဖြူတဲ့ဝိပဿနာဉာဏ်ဟာဒီသင်္ခါရတရားတွေကိုနောက်ကနေခြေရခံတဲ့ trace လုပ်နေတာပေါ့နော်လိုက်နေတယ်လိုက်နေလိုက်နေနဲ့သင်္ခါရတရားတွေကတဖြည်းဖြည်းတိမ်မွေ့တိမ်မွေ့တိမ်မွေ့သွားပြီးနောက်ဆုံးမှာတော့ချုပ်သွားတဲ့အစဉ်ကိုရောက်တယ်ပေါ့အဲ့ဒီအစဉ်ကနိဗ္ဗာန် ဒီကိုရောက်မှသူကနိဗ္ဗာန်ကိုအာရုံပြုတယ်ဆိုပါစို့ဝိပဿနာဉာဏ်နဲ့ဆိုတော့ပထမသူပါစကြည့်လဲဆိုရင်တတဝါတွေဆိုတဲ့လူတွေအတွေးအထင်ကိုဖယ်ရှားလိုက်တော့ဟောယုံနဲ့နန်းတစ်ခုပဲရှိတယ်ဒီလိုမြင်တယ်နာမလူကပြိစီရာဉာဏ်ပေါ့အဲ့ဒီယုံနဲ့နန်းဟာလည်းသူဟာသူဖြစ်နေရမဟုတ်ဘူးဆံရာចောင်းတရားတွေចောင်းတရားတွေចောင်းဖြစ်တယ်ဆိုတာမြင်လာတယ်ဒါပြိစီရာပဟိကရာဉာဏ်ပေါ့နော်ဒီမြင်လာပြီးသားယုံနဲ့နေကဖြစ်ပြီးပြတ်သွားတယ်ဆိုတဲ့သဘောတွေကိုသူကတုံ့တက်မိလာတယ်ဆိုရင်တော့တာမတနာဉာဏ် ဒီတောင်းတမိလာတဲ့အခါကျတော့ရုပ်နဲ့နဲ့နေရာဖြစ်ပြီးပြက်နေတယ်ဒါကိုမြင်သွားတော့ဥရိယဘေးကညံပေါ့ဒီလိုဖြစ်လာတယ်အဲ့တော့ဖြစ်ပြီးပြက်တဲ့အတိညာဉ်ကမြန်မြန်လာတဲ့အခါကျဖြစ်တာတော့မမြင်တော့ဘူးအပြက်တည်းကြီးပဲမြင်လာတယ်ဒါကဘင်ခန့်ညံဒီအပြက်တည်းကြီးဖြစ်လာတဲ့အခါမှာချက်စရာပဲလို့မြင်လာတော့ဘယညံအာဒီလိုမျိုးချက်စရာကိုအားထားတာကြီးက အလွန်ကိုပဲကြောက်စရာကြီးပဲဒါဗရပြုတ်ပြက်နေတာပဲဆိုတော့ဒါဗရညံပေါ့နော်အဲ့တော့အပြစ်တွေမြင်လာတယ်အာဒီနဝညံညင်းဝေလာတယ်နေဗိနာညံတင်္ခါရာကြီးပေါ်မှာညင်းဝေလာတာညင်းဝေလာတဲ့အခါကျတော့ထွက်ပြေးကျင်လာတယ်လွတ်ချင်လာတယ်ဒါဒီမွန်စင်တုကပြညတာညံပေါ့နော်အဲ့တော့လွတ်ရလွတ်ချောင်းရှာတယ်ပေါ့ဒီလွတ်ရလွတ်ချောင်းရှာတယ်ထွက်ပေါက်ရှာတယ်ဆိုတော့ဒီ ထွက်ပေါက်ရှာတဲ့အခါမှာဒီသင်္ခါရတွေကထွက်ပေါက်ရှာတော့ဒီတွေကပဲပြန်ရှာတာပေါ့เนาะပြန်ရှာတဲ့အခါကျတော့ပဋိသင်္ခါညင်ဘာသွားတွေ့လဲဆိုသင်္ခါရတရားတွေကတော့ဒီတိုင်းပဲသင်္ခါရတရားတွေပေါ်မှာငါကမုန်းတာတွေစိတ်ပြက်စရာကောင်းတာတွေဆိုတဲ့အတွေးတွေကိုတွေးနေနောက်ကြတော့အော်ငါစိတ်ပြက်နေလို့မဖြစ်ဘူးပဲကြောက်စရာလို့တွေးနေလို့မဖြစ်ဘူးပဲလွတ်ချင်နေလို့မဖြစ်ဘူးပဲသင်္ခါရတရားရဲ့သဘာဝကဒီတိုင်းပဲဆိုပြီးတော့စိတ်ကိုငြိမ်ငြိမ်လေးထားနိုင်သွားတယ် အဲတင်္ခါရတရားတွေကိုလိုလားတဲ့စိတ်လည်းမရှိတော့မုန်းတိတဲ့စိတ်လည်းမရှိတော့စိတ်ကလေးကငြိမ်သွားတယ်ပေါ့နော်ဥပိ္ပခာရှုနိုင်သွားတယ်တင်္ခါရဥပိ္ပခာညံလို့ခေါ်တယ်တင်္ခါရတရားတွေပေါ်မှာချစ်ချင်းမုန်းချင်းကင်းသွားတာအရင်ကလိုတွေ့တာတာမျိုးမရှိတော့ဘူးဆွန့်ပစ်ချင်တာလည်းမရှိတော့ဘူးစိတ်ကလေးကငြိမ်သွားတယ်အဲ့ဒါလိုငြိမ်သွားတဲ့စိတ်နဲ့မှညံနေတာတအားတက်လာတယ်ပေါ့ ဲ့တော့ချီချင်းပေါင်းချင်းကနှောက်ရက်ပေးနေတယ်ဆိုတာဟာဘာနဲ့ဥပမာတူလဲဆိုရေထဲကိုခဲချတဲ့အခါမှာ line လေးတွေထနေတယ်လို့ပဲပေါ့ line လေးတွေထနေတဲ့ရေထဲမှာပေါလာတဲ့ရေကထွက်နေတာပေါ့အဲ့လိုပဲငြိမ်သက်သွားတဲ့ရေပြင်ပေါ်မှာဆိုရင်တော့ထင်လာတဲ့ရေကမလှုပ်ဘူးငြိမ်သွားတယ်အဲ့တော့သင်္ကာရုပ်ပိတ်ကညံအဆင့်ရောက်သွားတဲ့အခါမလှဘူးငြိမ်သွားတယ်အဲ့ဒီကနေဆက်ပြီးစူးစမ်းလိုက်တဲ့အခါကျညံနေရာအဆင်း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 တက်ပြီးတော့သင်္ကာရတရားတွေမဖြစ်တဲ့ချုပ်ဆုံးတဲ့အင်တန်ကိုသိမ့်မွေ့နေတဲ့နေပိုင်းကိုသူ တာတွေ့ရပေါ့အဲ့တော့နိဗ္ဗာန်ဒီဒီစိတ်ကြီးကိုလမ်းမကြီးဆိုထားတယ်သောတာပန်ရသောတာပတ္တိဖို့စိတ်ကိုလမ်းမကြီးဆိုထားတယ်ဘယ်လောက်ဒီလမ်းမကြီးဆိုတုံးဆိုရင်ဒီနိဗ္ဗာန်ကိုအာယုံပြုတ်နေလိုက်တဲ့အချိန်မှာတဏှာကြီးဆိုတဏှာကြီးလုံးနိဗ္ဗာန်မယ်ငြိမ်ချသွားတယ်တဏှီကုံဆိုတဏှီကုံလုံးနိဗ္ဗာန်အာယုံနဲ့နေတယ်ငြိမ်ချသွားတယ်လွှမ်းမိုးထားတယ်ဒါကိုပဲအာရမဏဒီပတိပစ္စည်းဒီလိုခေါ်တယ်နိဗ္ဗာန်ဆိုရင်အာယုံဒီသောတာပတ္တိဖို့ကိုလွှမ်းမိုးထားတယ်ထို့တူပဲသောတာပန်က ဲတရာကံဖြစ်အောင်လုပ်ခြင်းလို့ရှိရင်လည်းဝိပဿနာရှိပါတာပဲဝိပဿနာရှိရင်တရာကံဖြစ်တယ်တရာကံဖြစ်ပြီးတော့တရာကံမိကိုယ်နဲ့နိဗ္ဗာန်သွားခြင်းမြန်ရင်လည်းဒီဝိပဿနာလမ်းကြောင်းကနေပဲပြန်သွားရတယ်ဝိပဿနာဉာဏ်ဒီအစဉ်အစဉ်မြင့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 ်ပြီးတော့သွားတာဖြစ်တယ်음 level တွေ degree တွေတိုးသွားတဲ့ပုံအစဉ်မြင့်သွားတယ်ထို့တူပဲတရာကံကနေအနာကံသွားခြင်းနဲ့ဒီဝိပဿနာနဲ့ပဲသွား အနာဂံကနေရဟနာဖြစ်အောင်သွားခြင်းဩဝိပဿနာနဲ့ပဲသွားရမှာပဲရဟနာဖြစ်ပြီးတော့နိဗ္ဗာန်အာယုံပြုပြီးနေခြင်းပါတယ်ဆိုတော့ဒီဝိပဿနာကနေပဲသွားပြီးတော့ခုနကလို့သင်္ခါရတရားတွေကိုခြေအားခံလို့ trace လာရင်လာရင်နဲ့သင်္ခါရတရားတွေကိုစူးစမ်းရင်စူးစမ်းရင်နဲ့အတိဉာဏ်ကအရှင်မြင့်မြင့်မြင့်မြင်လာပြီးတော့နောက်ဆုံးမှာသင်္ခါရတရားတွေချုပ်ငိမ့်နဲ့ချုပ်သွားတဲ့အရှင်လေးကိုမြင်လိုက်ရတယ်ပေါ့နော်အဲ့ဒီမှာစိတ်ကိုလွတ်မြောက်ထားတယ်အဲ့တော့ တမ်းပန်းချိန်မှာနေမယ်ဆိုလို့ရှိရင်နိဗ္ဗာန်ကစိတ်ကိုအဲလွှမ်းမိုးထားတာမရှိဘူးတောရပန်းပုဂ္ဂိုလ်ဒီလည်းပဲဖလားတမပန်းဝင်စားနေတာမဟုတ်ဘူးဆိုသူလည်းလူတမ်းမှန်လိုပဲပေါ့နော်မြင်စရာတွေ့စရာကြားစရာတွေကြားနေမှာပဲစိတ်ကိုနိဗ္ဗာန်ကလွှမ်းမိုးထားတယ်လို့လွှမ်းမိုးထားနိုင်ခြင်းမရှိဘူးတဲ့အဲ့ဒါကနိဗ္ဗာန်ကနေပြီးဖိုးစိတ်တွေကိုလွှမ်းမိုးထားတာဟုတ်တယ်ထို့အတူပဲတမ်းပန်းပုဂ္ဂိုလ်ကြီးကြတာလေဇန်အာယုန်တွေကလည်းပဲဇန်စိတ်ကိုလွှမ်းမိုးထားနိုင်တယ်နော် လောဘီအာယုံတွေကလည်းလောဘစိတ်ကိုလွှမ်းမိုးထားနိုင်တယ်။အဲ့ဒီအပိုင်းတွေကိုဒီစာထဲမှာစာလို့တော့ရှင်းပြထားတယ်။စာလို့ရှင်းပြထားတာကတော့အဲစာသင်တဲ့ပုဂ္ဂိုလ်ကပုံပြီးသဘောပေါက်မယ်ပေါ့။အဲ့တော့ဒီအာရမဏဒီပတိပစ္စည်းကိုအပိုင်းလေးပိုင်းခွဲလိုက်တယ်။အဲ့အမှတ်1အနေနဲ့ကတော့လောကီစိတ်က86ခုစေတသိက်49ဆိုတဲ့တဘာဝတရားတွေဣဒ္ဓနိဗ္ဗာန်ရည်ရွယ ဆိုတာကလူချင်းစရာကောင်းတာပေါ့နော်လူချင်းစရာကောင်းတဲ့ရုပ်တွေကိုလူတွေကမျက်စိနဲ့မြင်ရတာနားနဲ့ကြားရတာနှာခေါင်းနဲ့နမ်းယူရတာဒါတွေအားလုံးတော့အဲ့ဒီလူချင်းစရာကောင်းတဲ့ရုပ်တွေဘယ်သူလှမ်းမှုထားလဲဆိုတော့လောဘမှုစိတ်၈ခုနဲ့စေတသိက်၂၂ခုလှမ်းမှုထားတယ်လောဘစိတ်ကိုအာယုန်တွေကလှမ်းမှုထားနိုင်တယ်ဒါကတခုနောက်တစ်ခုကမဟာကုသိုလ်စိတ်၈ခုအဲ့တော့လောကီကုသိုလ်စိတ်၁၈ခုကလည်းလှမ်းမှုထားတယ်အာယုန်တွေနဲ့ဆိုရင် လောကီကုသိုလ်စိတ်16ခုကအာယုံမဟာကုသိုလ်စိတ်7ခုကအာယုံပြုတဲ့စိတ်ဒီအာယုံပြုတဲ့စိတ်ဟာလောကီကုသိုလ်စိတ်ကိုပဲအာယုံပြုနိုင်တယ်တခြားကိုအာယုံမပြုနိုင်ဘူးဒါလည်းလမ်းကိုကြည့်ဆိုထားတဲ့သဘောပဲ။နောက်အမှတ်တုံးတစ်ခုကမဟာကုသိုလ်ညာနာတံပယုံနဲ့မဟာကရိယာညာနာတံပယုံစိတ်ကိုလောကုတ္တရာစိတ်၈ခုနဲ့နှိမ့်ပန်းဆိုတဲ့အာယုံဟာလမ်းမှုထားတယ်။ဆိုတော့လောကုတ္တရာစိတ် ရှိခုကိုနိဗ္ဗာန်အာယုံကလွှမ်းမိုးထားတာက၄ခု၄အမှတ်၄လို့မှတ်ထားမယ်ပေါ့အဲ့တော့လွှမ်းမိုးကြီးဆိုးထားနိုင်တဲ့အာယုံကို၄ပိုင်းပိုင်းပြီးတော့ပြောတယ်ဒါဟာအာရမဏအဓိပတိဖြစ်တယ်အဲ့တော့လောကီစိတ်86ခုကိုအစေတသိက်၄ခုဆိုတဲ့သဘာဝတရားတွေအဲ့ဒီလိုချင်စရာကောင်းတဲ့ရုပ်တွေဒါတွေကလွှမ်းမိုးတယ်လောဘမှုစိတ်၈ခုနဲ့စေတသိက်22ခုကိုဒီလိုချင်စရာကောင်းတာတွေကလွှမ်းမိုးပလိုက်တာ မဟာကုသိုလ်စိတ်၈ခုကြတော့လောကီကုသိုလ်စိတ်၁၆ခုကလမ်းမို့လိုက်တယ်။နောက်မဟာကုသိုလ်ညာနာတန်ပြုတ်နဲ့မဟာကရိယာညာနာတန်ပြုတ်ကိုကြတော့လောကုတ္တရာစိတ်၈ခုနဲ့နိဗ္ဗာန်ဆိုတဲ့အာယုံကလမ်းမို့တယ်။လောကုတ္တရာစိတ်၈ခုကိုကြနိဗ္ဗာန်အာယုံကလမ်းမို့ကြီးဆိုလိုက်တယ်ပေါ့။အဲ့တော့လမ်းမို့ကြီးဆိုထားပုံကကြတော့အာယုံတည်းမှာစိတ်ဟာနှိမ့်မြုပ်သွားတယ်။ဒါကြောင့်မလို့ပဋ္ဌာန်းပါဠိတော်မှာ ရန်ရန်တမန်ကရုံကတ္တဝါရေရေတမဥပိစံတိစိတ်တစေတသိက်ကဓမ္မတီတီဓမ္မတီတန်တီတန်ဓမ္မနဲ့အတိပတိပိစိနာပိစယောရန်ရန်တမန်ကရုံကတ္တဝါဆိုတာကအလေးအနက်လွတ်မှုထားနိုင်လောက်အောင်ဒါမှအာယုံပြုတာမဟုတ်ဘူးမျက်စိကနေအစဉ်အာယုံကိုမြင်နေဆိုတာအတခါတိကျတမ်းမှန်မြင်လိုက်တာသိကူးမဆိုင်ဘူး အခုဟာကအခုအာယုံကဒီလိုမဟုတ်ဘူးစိတ်ကိုလှမ်းပြီးချုပ်ကင်ထားတဲ့အာယုံမျိုးလူတွေပြောနေတယ်မျက်စိတွေကထွက်ကုန်ထွက်ဘူးပေါ့ဒီလိုပြောအဲ့တော့နားတွေကထွက်ကုန်ထွက်ဘူးအဲ့လိုပုံစံမျိုးဖမ်းမို့တာမှုလိုက်တာကြိုက်လိုက်တာဒီဒီအရသာလေးကောင်းလိုက်တာရှားနဲ့ရှားတဲ့ကနေကိုမထွက်ဘူးပေါ့နော်ဒီလိုစိတ်ကိုလှမ်းမှုကြီးဆိုထားတယ်အဲ့ဒီလိုမျိုးပဲအရိယာပုဂ္ဂိုလ်ရဲ့စိတ်ကိုလည်းပဲနှိပ်ပန်ဆိုရဲအာယုံကြီးက လမ်းမကြီးဆိုထားနိုင်တယ်အဲ့ဒါကိုပဲမြတ်စွာဘုရားကယဉ်ရံတမန်ခရုံကတ်တော်ဆိုတာအလေးအနက်ထားတာလမ်းမထားတာအလေးအနက်ထားလိုက်တာရေရေဓမ္မဥပေဇန်ဒီစိတ်ဓာစေတတိကဓမ္မစိတ်စေတသိက်တွေကိုလမ်းမပြီးတော့ထားနိုင်တယ်ဒီဒီဓမ္မတေတံတေတံဓမ္မနံဒီပိပိစေနာပိစေယအဲ့လိုအရမနာဒီပိနဲ့ပြောတယ်အဲ့တော့အချက်အနေနဲ့ပြောရမယ်ဆိုရင်တော့ထက်တန်သောဆန္ဒမိမိစိတ်ထဲမှာဖြစ်လာမယ်ဆိုရင်အဲ့ဒီဆန္ဒကစိတ်ကူးတွေးတော်မှုတွေ ပဇက်ကနေပြီးပြောဆိုတာတွေလောက်ကန်လာတာတွေအလုံးကိုလွန်မှုထားမယ်ဒီဆန္ဒကကြီးစိုးသွားတယ်ပေါ့နော်အဲတော့ထို့တူပဲကြီးမားကြံ့ခိုင်တဲ့ဝိရိယလိုထက်မြက်တဲ့အတိညာဉ်လိုခိုင်မာတဲ့စိတ်ဓာတ်တို့အဲဒီစိတ်ကူးထားတာတွေတွေးတောထားတာတွေပြောဆိုထားတာတွေလောက်ကန်ထားတာတွေအကုန်လုံးကိုလွန်မှုကြီးစိုးတယ်ဒါကတအားကြတာတခါဆွဲမှတ်စရာနှစ်သက်စရာအာယုံတွေဆွဲမှတ်တတ်တဲ့စိတ်တွေကို လှမ်းမှုလိုက်တယ်ဒါကလောဘစိတ်ပေါ့နော်အလေးနဲ့ထားရမယ့်အာယုန်တွေဟာအလေးနဲ့ထားရတဲ့စိတ်များကိုလှမ်းမှုကြီးစိုးလိုက်တယ်နိဗ္ဗာန်အာယုန်ကလောကုတ္တရာစိတ်ကိုလှမ်းမှုကြီးစိုးထားတယ်အဲဒါလို့လှမ်းမှုကြီးစိုးပြီးတော့ခြေစုပြုတ်တဲ့အဓိပတိတရားတဲ့အဲ့ဒီလှမ်းမှုကြီးစိုးထားတဲ့အဓိပတိတတ္တိကိုပဲညဇောပြသည်ကိုရောမြတ်ကတော့အဓိပတိပစ္စည်းရောဒီလိုဟောတယ်ပေါ့နော်အဲ့ဒီအတ္တိတဲမှာသာသာအတ္တိမှာဆိုပါဝင်လာနိုင်တဲ့ဆိုင်တတ္တိတွေကပါလဲဆို အတိပတိသဟဇာတာအညမညနိတယတံပယုတ်တအဋ္ဌိအဝိကရအကြံမြင့်တာတွေပါမယ်နိတယဆိုတာမိယာဖြစ်ပြီးခြေစုပြူတာသဟဇာတာဆိုတာအတူတူဖြစ်ပြီးခြေစုပြူတာအညမညဆိုတာအပြန်အလှန်အထကူပြူတာအဋ္ဌိဆိုတာကလည်းရှိနေတော့မှာပဲခြေစုပြူတယ်အဝိကရဆိုတာမကင်းဝါခင်မှာခြေစုပြူတယ်တံပယုတ်တဆိုတာရှင်တွဲနေတဲ့အချိန်မှာခြေစုပြူတယ်ဝေပယုတ်တဆိုတာမရှင်တွဲတဲ့ကောင်မှာခြေစုပြူတယ်ဒီလို့ သဘာဝတရားတွေကအကုန်လုံးဆက်ဆံပြီးတော့ပါဝင်လာတယ်။ဒီတော့24ပစ္စည်းဟာပစ္စည်းတစ်ခုတည်းမဟုတ်ဘူးအားလုံးကဆက်ဆံပြီးတော့အကြောင်းတရားတွေပါဝင်လာတယ်။ဒါကြောင့်မလို့24ပစ္စည်းဟာအဲ24နာရီမှ24ပစ္စည်းနဲ့နေနေကြတယ်။အဲ့တော့ဒီ24ပစ္စည်းထဲမှာကလမိုကြီးစုခံထားရတဲ့ဟာဒီပစ္စည်းနဲ့ပတ်သက်တယ်ပေါ့နော်။အဲ့တော့ ဇန္နာရောဝိရိယရောဝိမန္တာရောစိတ်တာရောဆိုတဲ့ဒီသဘာဝတရားတွေကိုမိမိရဲ့တန်တန်မှာစနစ်တကျလိမ့်လာပြုစုပြုထောင်ထားမယ်။လောဘနဲ့တွဲလာတဲ့ဇန္နာတွေဆိုဖယ်ရှားထားဖို့လိုတယ်။ဒေါသနဲ့တွဲလာတဲ့ဇန္နာဖယ်ရှားဖို့လိုတယ်။ဖယ်ရှားဖို့လိုတယ်ဆိုတာကဇန္နာကိုဖယ်ရမှာမဟုတ်ဘူးနော်။လောဘကိုဖယ်ရမှာဒေါသကိုဖယ်ရမှာလောဘနဲ့ဒေါသကိုဖယ်လိုက်ဇန္နာတသက်ကဒုက္ခမပြီးတော့ဘူး။အဲ့တော့ကုသိုလ်မှာဆိုရင်လည်းအလိုဘနဲ့တွဲလာတဲ့ဇန္နာအဒေါသနဲ့တွဲလာတဲ့ဇန္နာအမောဟနဲ့တွဲလာတဲ့ဇန္နာတွေဟာ ကာလုချက်နာကိုဖြစ်ပွားစေမှာဖြစ်တယ်။ဇန်နဲ့ဇန်တရားတွေနဲ့ပတ်သက်လို့တွဲလာတဲ့ဇန်နာဟာလည်းကောင်းကျိုးချမ်းသာကိုဖြစ်ပွားစေမှာပဲဖြစ်တယ်။ဝိရိယကလည်းထို့တူပဲ။ဝီမန်သကြတော့အတိညာနဲ့ရှင်းလာလို့အကောင်းတက်တက်ဖြစ်တဲ့စိတ်ကလည်းအကောင်းဆုံးနှမျိုးရှိတဲ့အထဲမှာကောင်းတာဖြစ်ပေါ်လာဖို့ဟာအင်မတန်ကိုအရေးကြီးတယ်။အကြောင်းတရားဆိုတိုင်းလည်းပဲအကောင်းကြီးပဲမဟုတ်ဘူး။မကောင်းတဲ့အကြောင်းတရားတွေဟာမိမိရဲ့တန်တမ်းမှာရှိနေမယ်။မကောင်းတဲ့အကြောင်းတရားတွေကိုကောင်းတဲ့အကြောင်းတရားတွေနဲ့ အစားထိုးခြင်းဒီပင်လင်ဓမ္မကိုချင့်ချင်အားကိုချင့်ချင်ကြိုးကိုအားထုတ်ခြင်းပဲဖြစ်ပါတယ်ပေါ့နော်ဒါကြောင့်တရားချင်ခင်သူတော်စင်ပြိတ္တတူပါအဓိပတိပစ္စယဆိုတဲ့ပဋ္ဌံပါဠိတော်မှာလာတဲ့တဘာဝတရားကိုပဋ္ဌံဒေသနာတော်ကို나ယူမှတ်သားချပြီးတော့မိမိတို့တန်တမ်းမှာရှိတင်ရှိထိုက်တဲ့ဇန္နာဝိရဝိမန္တစိတ်ဓာတ်တရားတွေကိုရှိစေပြီးတော့မိမိတို့ရဲ့စိတ်ကိုမကောင်းတဲ့အာယုန်တွေလွှမ်းမိုးမခံရအောင်တတိထားပြီးကျင့်ကြံကြိုးကို အားထုတ်တော်မူနိုင်ကြပါစေတည်းသာဓုသာဓုသာဓုနောက်တစ်ပိုင်းမှာတော့အနန္တရာပစ္စယောနဲ့သမန္တရာပစ္စယောတွေကိုဆက်လက်ပူဆောင်မှာပဲဖြစ်ပါတယ်မမသာသာမမမုံမဥဝေကိုရင်မောင်ကိုရွှေပိုင်းကိုရွှေညောင်ကိုတိုးလုံးဥဝေ မမတော်ဘုံဘုမဆာဆာကိုရှိညာကိုရှိပိုင်မမမုံကိုရမမယူယူရရမခင်ဘွားတော်မခင်ဘွားပြုမမဆာဆာမခင်တရီမမမုံမရှိသေးသေးယူတချင်းဆိုပြန်နေတယ် khuyên chẳng thế má nhà mày má kia thì má má em má kia má James má nhà mày phát lại đi về mặt ta chứ nhà sang thôi nè cha sao ta thì gì thưa má má em má má kia má kia thì ။မရှိသေးခြေပြူမမမဟွန်းဒရမမ AK77 မမမ77မရှိသေးခြေပြူ။မငယ်ပါတော့မကေမမအေးမငယ်ပါတော့မမကိုရက်ကိုရက်ကိုရက်ကိုတို့လုံတို့ရလိုက်။အာနာမခေတ္တိမရှိသေးခြေပြူမဟုတ်ဟုတ်ဟုတ်နာမည်ရအများကြီးပြောင်းသွားရင်မမမမိဘူးဆိုရင်တူတူတော့မသက်မြင်ခွင့်လောက်ပါတော့မမမအန်ဂျီကို မကိုဟင်းမမဟင်းနေဖြစ်ကုန်တော့မယ်ကိုဟင်းအဟူဦးဝင်းဦးတနံဝေကိုတနံဝေမာတင်စာမအကိုရဲကိုရဲမဟဲမနုဝေရှင်မစနေလီမမမေအမပူစုခူတင်စာမကိုဖုံးကိုဖိုက်ကိုစမတ်အာဂျိမ်းစ်အကေ3ဘေဘီအဲဘေဘီအဲဆိုကိုရှေ့တာပါနှုတ်ဆက်ရမယ် my list my list အာအဲဆိုရင်အားလုံးပဲတတပါ7နှစ်ကြာမှပြန်တွေ့မယ်နော်